ိဉဏ်ကိုဆက်ဆံဖြည့်ရှင်ခြင်းအရန်ရည်ကြီးပါတယ်ကျွန်တော်သင်ခန်းစာတွေစာသုံးတဲ့တစ်ခုချင်းစီတိုင်းမှာဒီနေ့ကျွန်တော်တို့အဲ့ဒီအသိဉဏ်ကလေဘာဖြစ်ဖို့လိုအပ်တယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာတဲ့အဲ့ဒီအသိဉဏ်ကခုနော်အန်တီညိုလည်းများကြီးဖတ်သွားပြီးပြီဘာဖြစ်လာဖို့လိုအပ်လဲဆိုရင် အသိဉာဏ်ရဲ့ဝိညာဉ်ဖြစ်လာဖို့လိုအပ်တယ်။အဲ့ဒီအသိဉာဏ်ကဒီထဲမှာเนาะနောက်ဆုံးမှလည်းရေးထားပြီးတယ်အသိဉာဏ်ရဲ့ဝိညာဉ်ဖြစ်လာဖို့။ဘာကြောင့်လဲဆိုတော့အဲ့ဒီအသိဉာဏ်ကဝိညာဉ်ဖြစ်လာဖို့ရန်အတွက်ကဒီအသိဉာဏ်ကဘယ်ဘက်ကိုသွားပြီးမှပူပေါင်းရတယ်လဲဆိုရင်ဝိညာဉ်ဘက်ကိုပူပေါင်းရ။ဒါကြောင့်ဝိညာဉ်ဘက်ကိုပူပေါင်းဖို့အတွက်ဒီနေ့ပြန်ပြီးမှမနေ့တုန်းကတနေ့တုန်းက စားခဲ့တဲ့ဥစ္စာပြန်ထက်ကျွေးတာဝိညာဉ်ထဲမှာပူပေါင်းဖို့ရန်အတွက်စိတ်နှလုံးကိုကျွေးတယ်ပြီးတဲ့အခါကျတော့เนาะကျွန်တော်တို့ရဲ့ autopsy ကိုဆက်ဆံဖြည့်ရှင်ခြင်းအဲ့ဒီကြည်လင်ထက်မြက်တဲ့အခါကျမှမိတ္တဟာယအထဲမှာမှဖျားနဲ့ကျွန်တော်တို့ကဝိညာဉ်ဝမြောက်ခြင်းအနှစ်သာရရှိအဲဂျားထဲမှာခုလို့ခုလို့မဖြစ်တော့เนาะခါလီကြိုက်ကျွန်တော်တို့ဖြစ်တတ်တဲ့ ဖျားရှိခိုးတာသွားတာနော်ကဘာဥခန်းကြီးလေးမှလေဖျားရှိခိုးတာသွားတာဖျားနဲ့ဒိုးယူပေါ့မသွေးခိုးလို့ခိုးလို့ဖြစ်တယ်နောက်ပိုင်းကျတော့ဟဲ့အကိုကြီးကိုဖျားကိုပူဇော်တက်ကောင်လက်မခံတဲ့ခါကျတော့ကာယီနာညီကိုမဲပြီးမှတတ်လိုက်တာအာဘဲချိန်မှလဲဖျားရှိခိုးပြီးမှတတ်တာအဲဖျားဖျားရှိခိုးပြီးမှနော်ဖျားမရှိခိုးရင်တောင်ဒီကိစ္စပေါ်ခြင်းမှပေါ်အောင်မှ ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တအထဲမှာအဲ့ဒီဖျားနဲ့ကျွန်တော်တို့ဂျားထဲမှာမိတ္တဟာယထဲမှာအစဉ်ပြေချောမွေ့ဖို့အနှစ်တာရနဲ့ပြေဝဖို့အတွက်အောတပစိတ်ကိုဆက်ဆံဖြည့်ရှင်ရအဲ့မှာကြည်လင်တဲ့အခါကျမှမိတ္တဟာယဆိုတဲ့အကန့်ထဲမှာဖျားနဲ့မွေ့လျော်ဝမ်းမြောက်နေအဲ့ဒီအခါကြတဲ့အခါကျမှကျွန်တော်တို့ရဲ့တရမအလိုလိုတည်ခြင်းအဲ့အဲ့ဒါအရန်ရေးကြည့်တဲ့ဒီနေ့ကျွန်တော်စသုံးနေတဲ့အထက်မှာအလိုလိုတည်ခြင်း အဲ့ဒီအလိုလိုတည်ခြင်းတော့ကျွန်တော်တို့ဒီထဲမှာနည်းနည်းလေးကျွန်တော်ဒီနန်းလေးမှာဖတ်စီခြင်းပါတယ်လို့ကျွန်တော်တို့ရဲ့ဝိညာဉ်၌အလိုလိုတည်ခြင်းနဲ့အသိဉာဏ်ကိုလိုအပ်တယ်ဒီထဲမှာအလိုလိုတည်ခြင်းဆိုတာဝိညာဉ်တော့ဝိညာဉ်အကန့်ရတကန့်ဖြစ်တယ်အဲ့ဒါဘာလို့ခေါ်လဲဆိုအတွင်းပိုင်းဆိုင်ရာတည်ခြင်းလို့ခေါ်တယ်ဒါပြောပါမယ်အလိုလိုတည်ခြင်းဆိုတာအတွင်းပိုင်းဆိုင်ရာတည်ခြင်း ဲ့ဒါတစုံပြောက်တော့သူပြောလို့တည်တာပေါ့အဲ့ဒါတိတ်ရောနှစ်29ထဲမှာဆိုရင်ဘိတ်တိတ်ဂျေဇုလို့ခေါ်တယ်ဘိတ်တိတ်ဂျေဇုဖခင်ရဲ့ဘိတ်တိတ်ပေးတဲ့ဂျေဇုဝိညာဉ်ကကျွန်တော်တို့အထဲမှာရှိတော့ကြောင့်ဝိညာဉ်ထဲမှာဒါမှန်တယ်ဖခင်တစ်ခင်အလိုတော်ရှိတယ်ဖခင်တစ်ခင်လှုပ်စီခြင်းတယ်ပြောစီခြင်းတယ်ဆိုတဲ့အတွင်းအယုံခံစားမှုမှာအလိုလိုတည်တာအဲ့ဒီအလိုလိုတည်ခြင်းက အတွင်ပိုင်းဆိုင်ရာတည်ခြင်းလို့ခေါ်တယ်။ဒါပေမဲ့အဲ့ဒီအတွင်ပိုင်းဆိုင်ရာတည်ခြင်းရှိတယ်လို့အပြင်ပိုင်းဆိုင်ရာတည်ခြင်းပြောမယ်။အပြင်ပိုင်းဆိုင်ရာတည်ခြင်းကအသိဉာဏ်ဖြစ်တယ်။အဲ့ဒီအသိဉာဏ်ကကျွန်တော်တို့အပြင်ပိုင်းဆိုင်ရာကိုသူကောင်းကောင်းသိကျွန်တော်တို့ကဒီအသိဉာဏ်ကိုဆက်ဆံဖြည့်ရှင်တဲ့အခါမှာတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်၌အလိုလိုတည်ခြင်းအဲ့ဒါအသွင်ပိုင်းဆိုင်ရာတည်ခြင်းနှစ်အတူတဲ့ဘာလိုအပ်လဲဆိုရင် အသိဉာဏ်ကိုလိုအပ်တယ်တဲ့အတွင်းမိုင်းဆိုင်ရာသိခြင်းကိုအသိဉာဏ်ကတော့ပုံဖော်ပေးတာနားလေစီတဘောပေါက်စီကျွန်တော်တို့ကိုအော်ဒါဆိုလိုပါလားဆိုတာဒီအသိဉာဏ်ကဝိညာဉ်ဘက်ကိုတွားချိတ်တဲ့အခါကျမှဒါကြောင့်မို့ကျွန်တော်နောက်ဆုံးမှခုနပြောတဲ့အတိုင်းပေါ့နော်အသိဉာဏ်ရဲ့ဝိညာဉ်ဖြစ်လာဖို့လိုအပ်တယ် အခုကျွန်တော်တို့ရဲ့အသိဉာဏ်ကဇာတိအသိဉာဏ်ဖြစ်ရင်ကျွန်တော်တို့ဆင်မပြေဇာတိအသိဉာဏ်ဖြစ်ရင်ကျွန်တော်ဘာဖြစ်လာမလဲဒီနေ့ပြောပြီးပြီအဲ့ဒီဇာတိအသိဉာဏ်ကတဲ့လောကီစံနော်လောကီစံ ਨੇ ဒီစကလုံးဂရိဘာသာထဲမှာ model ပြီးရင်မျက်မှောက်ခေတ်ပြောတစ်ခါလေးကြိုက်နေကျွန်တော်တို့လေဘာဖြစ်ဖို့လိုအပ်လဲဆိုတဲ့ခါမှာလေလောကီပုံတံကိုမဆောင်နဲ့ အရာကျွန်တော်တို့ကိုပြောတယ်ဟုတ်တယ်နော်ဟာဖေဟာကလော့ကီမဆန်ပါနဲ့လို့ပြောနေတာကိုကျွန်တော်တို့ကဘာလုပ်ခြင်းလဲလော့ကီဆန်ဆန်ပဲနေခြင်းလော့ကီဆန်ဆန်ပဲနေခြင်းလောကသားတွေဝတ်တလို့ဝတ်ခြင်းနဲ့လောကသားတို့ဒီထဲမှာနော်ဂျိတ်တွေထဲ့ခြင်းနဲ့ဟောအော်ဒီဒီဒီနားထဲမှာငကွင်းထဲ့ရောမကောက်ဗဇက်မှာပါထဲ့ခြင်းနဲ့ အမလေးဆွဲကျိုးတော်မှာဆွဲပြားတွေပါထဲကျင်းတာကိုရှုပ်ဒီရှုပ်နဲ့လောကီဆန်တော်အရန်တဘောကြဘုရားပြောပြီးလောကီမဆန်ပါနဲ့လို့ပြောနေတာလောကီဆန်ကျင်းအဲ့ဒါကျွန်တော်တို့ရဲ့အသွေးသားဇာတိအပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့အသည်ကျွန်တော်အတ္တတာထဲမှာမိသားစုထဲမှာကျွန်တော်တို့ခုနเนาะဒီထဲမှာဖတ်တဲ့အခါမှာလည်းတွေ့ရတယ်ကျွန်တော်တို့ရဲ့ဝတ်စားစီရင်ခြင်းကျွန်တော်ကလေးတွေအခု စက်ကြော်တက်ဖြစ်လာငယ်ကလေးကနေသူတို့တွေကိုဝစ်စားစီရင်တာတောင်မှခိုပြဒီပြဟိုဖော်ဒီဖော်မလုပ်ဖို့အတွက်တချို့အခုသူတို့တွေကြီးလာတဲ့အထိတော့သူများတွေဝတ်တဲ့ဟိုပြဒီပြဟိုဖော်ဒီဖော်ဆိုရင်လေနင်းရှက်စရာကြီးတဲ့အဲမိသားစုထဲမှာကျွန်တော်တို့ကိုယ်တိုင်ကပြောဖို့လိုတယ်ကျွန်တော်တို့ဟာ သခင်ရဲ့မေတ္တာကိုခံစားရတဲ့သူတွေဖြစ်တယ်ဆိုရင်ကိုယ်အိမ်ထောင်မိသားစုထဲမှာသခင်မကြိုက်တဲ့လောကီဆန်တဲ့ဝတ်စားတာတွေဖြစ်လာရင်တော့ကိုကမိသားစုထဲမှာပြောဖို့လိုတယ်။ဘာကြောင့်ကျွန်တော်တို့ဟူဖော်ဒီဖော်လောက်တာလဲ။ဖခင်ကိုမြင်ဖို့အတွက်လားမဟုတ်ဘူးကိုယ့်ကိုမြင်စေခြင်းလေလူတွေကိုယ့်ကိုငေးစေခြင်းလေလူတွေကိုယ့်ကိုကြည်စေခြင်းလေ လူတွေကိုကိုချီးမွမ်းစီခြင်းနဲ့ဟိုပေါ်ဒီပေါ်ဟိုပြဒီပြနဲ့အစဉ်ပြေခြင်းတဲ့အဲ့ဒါပါလေသွေးသားဇာတိဇာတိဒါဒီနေ့ပြောပြီးပြီဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့က attraction ယူဖို့မဟုတ်ကျွန်တော်တို့ကိုမြင်တဲ့အခါမှာခရစ်တော်ကိုမြင်ပါလို့ပြောတာအခုကကျွန်တော်တို့ကိုမြင်တာကိုကိုမြင်စေခြင်းနဲ့ငေးစေခြင်းနဲ့ကြီးစေခြင်းနဲ့ ချီးမွမ်းခံခြင်းနဲ့အပြည့်တနာပဲပြည့်တနာပဲဘလို့မှအဆင်မပြေကဲဒီနေ့အဲ့ဒါနဲ့ပတ်သက်ပြီးမှအချက်၃ချက်ပထမအချက်ကအဝတ်စားစင်ခြင်းဒုတိယတစ်ချက်ကပါလေငွေကြေးသုံးဆွဲခြင်းနဲ့နော်ဒီထဲမှာရေးထားပြီဒီနေ့ကျွန်တော်တို့ငွေကြေးသုံးဆွဲတာလည်းပဲတဲ့လောကီလူသားတွေလိုပဲသုံးဆွဲနေသေးတယ်ငါရှာတဲ့ပိုက်ဆံငါပိုက်ဆံ ငါကြိုက်တဲ့နေရာမှာသုံးပါပေါ့ဘဒုမလာမပြောနဲ့ငါငါကြိုက်တယ်လို့သုံးမယ်ပေးခြင်းတယ်လို့ပေးမယ်အဲအဲ့လိုွားတာအဲ့လိုွားတာနှုတ်ကပတ်တော်ထဲမှာဖျားစကားပြောတာကိုဒီလောက်အေးမကြီးလောကီလူသားတွေလိုပဲဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓမ္မအခုကျွန်တော်ဖျားရဲ့ကြီးစုတော်အဖြစ်အသင်းတော်ထဲမှာเนาะမနေ့တော့လည်းကျွန်တော်စာပြီးပြီ54 ministry office အရာအရာငါးခုပေးတဲ့အထက်မှာတင်းအုပ်အရာထဲမှာဘုရားသခင်ကြီးစုတော်ကြောင်းပါဘုရားရဲ့ကြီးစုတော်ကြောင်းလို့ကျွန်တော်ဝန်ခံထားပါကျွန်တော်အနေနဲ့ငွေကြေးရောက်လာတဲ့အခါမှာကျွန်တော်ငွေကြေးလို့ကျွန်တော်ပြောဘုရားပေးတဲ့ငွေကြေးအဲ့ဒီငွေကိုကျွန်တော်ဘယ်လိုသုံးမလဲကျွန်တော်မိသားစုကျွန်တော်နဲ့ကျွန်တော်ဇနီးတဲ့လက်ထက်ကလေးကကျွန်တော်တို့ငွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ စကားပြောလို့ရှိသည်ကျွန်တော်တို့အထက်မှဝင်လာတဲ့ငွေကြေးမှန်တယ်ဗျအားလုံးဖရားရဲ့အရင်အမြင့်ကဖရားစီကနေလာတော့ကြောင်းဖရားတခင်ကဒီနေ့ကျွန်တော်တို့ကိုပိုင်တဲ့ဖရားကအနှဲစုံเนาะအနှဲစုံကိုပြောနေတာဆယ်ဖို့တဖို့ကကျွန်တော်တောင်းစီရဖြစ်တော်ညာလဲပဲအသင်းတော်အแทမှာအသင်းတော်ဆိုပါလေဖရားရဲ့အိမ်တော်အဲ့ဒီအိမ်တော်အแทမှာကျွန်တော်ဘာလုပ်လဲ ယနေ့တိုင်အောင်ဖရာရဲ့ကြီးစိုးတော့ကျွန်တော်ဟာကြွားတာမဟုတ်ဘူးနော်ကျွန်တော်သုံးကျင်တယ်လို့သုံးကြကိုသုံးကျင်တယ်ဆိုကိုပြီးကျင်တဲ့သူကိုပြီးမှာကိုကိုလုံးကျင်တဲ့နေရာမှာကိုလူမှာအဖာကိုတော့ကိုကြီးစိုးတယ်ကြီးစိုးပြတယ်ကျွန်တော်စနီးတယ်ကျွန်တော်တို့ဒီထုံနည်း၎င်းပဲအသင်းတော်အဲမှာကျွန်တော်ပါလို့လဲကိုတော့ပြီးတဲ့ကောင်းကြီးမင်္ဂလာထဲကနေကိုတော့ပြန်လဲလှူဒန်းရတဲ့အတွက်ကိုတော့ကိုပါဝင်တိတ်ကြီးစိုးတယ် ကိုတော့ကိုတော့ပြီးတော့ကြောက်ကိုတော့အရင်မြစ်ဖြစ်တော့ကြောက်ပါဆိုပြီးမှအိမ်တော်ထဲမှာကျွန်တော်ဒါကျွန်တော်တို့ရဲ့အတ္တတားမှာတော့အရေးကြီးတဲ့ကိစ္စဖြစ်တယ်အိမ်တော် night အဲ့ဒါအရင်ရေးကြီးတယ်ဘာကြောက်လဲဒီအိမ်တော်ထဲမှာဘုရားတခင်ကသူ့ရဲ့ကိုယ်ခန္ဓာကိုတိဆောက်တယ်ကျွေးမွေးတယ်အဲ့ဒီအထဲမှာကျွန်တော်တို့ရဲ့အသက်တာမှာလောကီလူသားတွေလို့ကျွန်တော်တို့တုံ့ပြန်ဖို့မဟုတ်ဘူးဒါအ ਨੇ ဆုံးပဲပြောသေးတာဒီထက်မကများစွာဘုရားသခင်ကျွန်တော်တို့ကို စကားပြောတဲ့အခါမှာပါဝင်ဖို့အတွက်လည်းဖြစ်တယ်ပြီးလူဖို့အတွက်လည်းဖြစ်တယ်နောက်တစ်ခုပညာရေးနဲ့ပတ်သက်ပြီးမှအဲ့ဒီပညာရေးကလည်းတဲ့ဒီမှာရေးထားပြီးတယ်နော်ကျွန်တော်တို့တင်ယူတဲ့အခါမှာတဲ့လောကမှာရှိတဲ့လူငယ်တွေလိုပဲကျွန်တော်တို့လောကီပုံသဏ္ဍာန်ပဲငါတရားသိရင်တရားတတ်ရင်ဒီဘွဲရရင် လောကလူတွေလိုပဲစဉ်းစားဖို့မဟုတ်ပါဘူးတဲ့ ကျွန်တော်တို့ဟာတဲ့အတိညာရဲ့အသစ်ပြုပြင်ခြင်းအဖြစ်စိတ်ထဲမှာတဲ့ပုံတရံပြောင်းလဲကဖယားတခင်ကို နေရာပေးမိဆိုပါကတဲ့ထိုအရာများ၌ပင်လင်းတဲ့ပတ်သက်၍သူတို့အတိညာမှာပြောင်းလဲမယ်ဒီနေ့ကျွန်တော်တို့ဖယားပေးတဲ့ဉာဏ်ပညာ college တွေ degree တွေရလာတဲ့အခါမှာစဉ်းစားမှုထဲမှာတော့ဖယားကိုတော်ကကျွန်တော်ကိုဉာဏ်ပညာပေးလို့တော့ဒီအတိညာထဲမှာဖယားကိုနေရာပေးဖို့ အသိဉာဏ်ထဲမှာဖျားကိုသူကိုအထဲမှာအလုံးလုံးဆောင်းနိုင်ဖို့အခုအတော်များများတိလာတဲ့အခါဖျားတောင်စကားပြောလို့မရဘူးမင်းဘလောက်တိတယ်လဲနဲ့ဖြစ်လာအရမားတယ်နော်အဲ့ဒါပါလေဇာတိအသိဉာဏ်လို့ခေါ်ဝိညာဉ်အသိဉာဏ်ထဲမှာဖြစ်ပေါ်လို့အပ်တယ်ဒီနေ့ကျွန်တော်တို့ဒါကြောင့်အခုကျွန်တော်တို့ခုနပြောတခြားကျွန်တော်တို့စဉ်းစားမှုအလုံးဟာတဲ့ဘာလို့ဘုရားလဲဆိုရင်ဒီမှာကြည့် အားလုံးကပြောင်းလဲခြင်းရှိရမယ်ခုနပြောပြီးဝတ်စားစီရင်ခြင်းလားဒီနေ့သူသုံးချက်ပဲပြောတယ်ဝတ်စားစီရင်ခြင်းလားကျွန်တော်တို့ရဲ့စဉ်းစားမှုပြောင်းလဲရမယ်ကျွန်တော်ရဲ့ငွေကြေးလားစဉ်းစားမှုပြောင်းလဲလောကလူသားတွေလိုလေငါပေးရင်ပြီးကုန်ပြီအဲ့လိုစဉ်းစားကြရမှားပြီဖျားပေးလို့ရတယ်ဆိုတာနှလုံးသွင်းဖို့ပါဒါကြောင့်ဖျားပေးလို့ရတယ်ဆိုတဲ့သူကဘယ်တော့မှဖျားတခင်ရဲ့ အိမ်တော်ထဲမှာပေးဖို့ရန်အတွက်ဝင်မလေးเนาะဒါကျွန်တော်ရဲ့အတ္တာမိသားစုအတ္တာထဲမှာကျွန်တော်အနေနဲ့တပည့်ခန္ဓာဖြစ်ဒီအိမ်ကျွန်တော်ဖျားပေးတဲ့ခါမှာဖျားလို့ကိုတော်ပေးတဲ့အိမ်ဖြစ်တော့ကြောက်ရောက်လာတဲ့သူကိုတော်ကိုမြင်ရပါစေစကတဲ့ကနေလူမြောက်များစွာတွေကိုအဲ့ခံခဲ့တယ်အော်တင်ပေါ်ချင်းအလုတ္တမမြောက်များစွာတွေဘယ်လူတွေပဲဖြစ်ဖြစ်ပြပကပဲဖြစ်ဖြစ်လူတကား ဧခံရတဲ့ခွင့်အဲ့ဒါပါလေပိုင်ရှင်ရင်ကဒီနေ့ကျွန်တော်တို့ရဲ့စဉ်းစားမှုအထဲမှာကိုတော်ဘလို့စဉ်းစားစီခြင်းလဲဒါကြောင့်စဉ်းစားတွေးခွန်းမှုအလုံးမှာပြောင်းလဲခြင်းရှိလာရမယ်ထို့ပြောင်းလဲခြင်းမှာမိတိအရာဖြစ်ပါသည်နည်းတဲ့၎င်းမှာ အသိဉာဏ်ရဲ့အသက်ပြုတ်ပြင်ခြင်းအဲ့ဒါရေးကြည့်ဒီနေ့အသိဉာဏ်ကိုအသက်ပြုတ်ပြင်ဖို့ရန်အတွက် ခုနပြောပြီးပြီကျွန်တော်တို့ကမလုပ်ရလဲဆိုရင်ဝိညာဉ်ဘက်ကိုလှည့်တည်ရတယ်အဲ့ဒါရောမအ 16ဒီနေ့စခဲ့ပြီအာမင်ဒီနေ့တော့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီဘက်ကိုလဲတည်တဲ့အခါကျမှဝိညာဉ်ထဲမှာကျွန်တော်တို့ကိုဖျားစကားပြောအဲ့ဒီပြောတဲ့အရာကိုကျွန်တော်တို့ကအသိဉာဏ်ကမလုပ်ရလဲဆိုချိတ်ဆက်တဲ့အခါကျတော့နားလေတဘောပေါက်ကိုဘာလုပ်ရမယ်ဆိုတာဇာတိအသိဉာဏ်မဟုတ်တော့ဝိညာဉ်ထဲမှာအသိဉာဏ်နဲ့ချိတ်ဆက်တော့ကြောင့် ဒါကြောင့်ကျွန်တော်တို့ရဲ့အသိဉာဏ်ဟာတဲ့ဝိညာဉ်အသိဉာဏ်ဖြစ်ရမယ်။အာမင်။ဒီနေ့ကျွန်တော်စာသုံးတဲ့အရာအတွက်ပြန်လည်ပြီးမှစီစဉ်ခြင်းဖြစ်ပါတယ်လို့အရောက်တိုင်းပေါ်မှာဘုရားသခင်အလင်းပေးပါစေ။အာမင်။